မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကျွန်တော်အလဲထိုင်20ကိုတင်ပြတော့မှာဖြစ်ပါတယ်ဗောနော်ဒီအလဲထိုင်၃လုံးတနည်းကတော့ကျွန်တော်ဒီ B credit card မှာလည်းထပ်ပြီးတော့ချပေးသွားခဲ့တဲ့ဤအဆက်ဖြစ်ပါတယ်တိ၃လေးမှာ၃အလဲထိုင်ဗောနော်တိ၃လေးမှာ၄အလဲထိုင်တို့များလေးတိအလဲ၆ခွန်ထက်က၆တလုံးအလဲထိုင်၈၆ခွန်တို့များအလဲထိုင်၆တို့များ၆လေး၆ခွန်ထက်က၆အလဲထိုင်၆၆နှစ် 669တဲ့က6သလုံးအလဲထိုင်600က396အလဲထိုင်တဲ့က6သလုံးအလဲထိုင်96နဲ့လေးအလဲထိုင်တို့များလေးလေးနှစ်အလဲထိုင်နိနိတဲ့လေးအလဲထိုင်803 6အလဲထိုင်863ပေါ့နော်တို့များနှစ်သုံးအလဲထိုင်တဲ့ကတို့များသလုံးအလဲထိုင်နှစ်တို့များကိုခွန်သလုံးခွန်ခွန်ကိုပေါ့နော်တို့များအလဲခွန်တို့များတို့များ9 sorry ခွန်နဲ့အလဲ300ဒီ09တို့များမှာ ကိုအလေထိုင်ပါနော်ဒီရှစ်ကိုလေးတပင်ကလေးကကျွန်တော်သင်ပေးထားတာဖြစ်ပါတယ်ပါနော်ကျွန်တော်ပြည့်ခဲ့တဲ့ဘက်မှာဆိုရင်20အရာနေလင်းကားအလေထိုင်စပြီးရတာဖြစ်ပါတယ်ပါနော်နေလင်းကားအလေထိုင်တဲ့ကတူချပေးသားတာကနေနေခွန်ဖြစ်ပါတယ်ဒါကြောင့်မို့ဒီနေအလေထိုင်ထပ်ပြီးတော့ချပေးသွားခဲ့တာဖြစ်ပါတယ်ပါနော်နေအလေထိုင်နေနေခွန်ဖြစ်ပါတယ် โอเคဒီတွင်နေ့ကိုဘောနော်ဒီချစ်ချိန်အတွက်ကျွန်တော်ထပ်ပြီးတော့တပြပြီးတော့มาဖြစ်ပါတယ်ဘောနော်အချိန်ကြီးအဖြစ်19ချိန်ရှားပြီးတော့ခဲ့ပြီးပြီ20ချိန်ထိထပ်ပြီးရှားပြီးတော့မှာဘောနော်โอเคဒါလေးကိုကျွန်တော်မိတ်ဆွေများအထောက်အကူရအောင်သင်ပေးတော့มาဖြစ်ပါတယ်โอเคကျွန်တော်တို့2ရက်တွင်နေ့ကိုအတူတူလေ့လာကြအောင်လားခင်ဗျာအလဲထိုင်၃လုံးယူတဲ့နေ့ဖြစ်ပါတယ်ဘောနော်တစ်ဆက်ထဲမှာပဲအလဲထိုင် ငါးလုံးယူတဲ့နေ့ကိုလည်းတင်ပေးသွားမှာဖြစ်ပါတယ်။ဒီခုနှစ်နှစ်ကြိမ်ပေါင်းရှင်ဆက်လေး93လီက15ဖြစ်ပါတယ်။ဒီခုနှစ်နှစ်ကြိမ်ပေါင်းရှင်ကဆက်လေး39ပေါင်းရှင်ဆက်နေဖြစ်ပါတယ်။နေပဲရည်တယ်ပေါ့နော်။ဆိုတော့ဒီလေးနဲ့ဒီလေးပေါင်းဟာရှင်းရှင်းနဲ့နေပေါင်း30ငါးသလုံးကြံတဲ့အတွက်ငါးကိုနေနဲ့ထပ်ပေါင်းရှင်ခွန်ခွန်ကိုတိတိုးတာရှင်းငါးခွန်ချစ်အလေထိုင်၃လုံးဆိုပြီးရတာဖြစ်ပါတယ်။ အဲ့ဒီတုံးလုံးထဲက689ဆိုတဲ့အတွက်ရှစ်အလက်ထိန်ချပေးသွားခဲ့တာဖြစ်တယ်ခင်ဗျာဒါကြောင့်မို့ဒီမှာ989ချစ်မှာ689ဆိုပြီးရေးပြထားတယ်ဗောနော်ထပ်ပြီးတော့ပြီးခဲ့တဲ့တစ်ပတ်105အလက်ထိန်ရတာကိုထပ်ပြီးလေ့လာကြည့်မယ်ဒီ6နှစ်ချိန်ပေါင်းရှင်းကစနစ်ဖြစ်ပါတယ်63လေးဒီ78ဒုံညနှစ်ချိန်ပေါင်းရှင်းက3ညဒီ6နှစ်ဒီ6နှစ်ပေါင်းတာကစနစ်ဖြစ်ပါတယ် နင်းနဲ့ရှစ်ပေါင်း30အလဲထိနေရတယ်ဗောနော်နှစ်ကနင်းနဲ့ပေါင်းရှင်းလေးတိတူတော့9နေလေး9အလဲထိသုံးလုံးထက်ကတွေ့ချပြီးတော့တာနင်းနှစ်ခွန်ဆိုတဲ့အတွက်နင်းအလဲထိဖြစ်ပါတယ်ဒါကြောင့်မို့နင်းလေး9မှာနင်းနှစ်ခွန်ဆိုပြီးတော့ပြီးခဲ့တဲ့ဘက်မှာဒီနင်းအလဲထိချပြီးသွားခဲ့တယ်ဗောနော်ဒီ၈ချိန်အတွက်ကျွန်တော်ထပ်ပြီးလေ့လာကြအောင်၆နှစ်ချိန်ဆိုတဲ့အတွက်နှစ်နှစ်ချိန်ပေါင်းရှင်းလေး 6ကို3ချိန်ဆိုတဲ့အတွက်ဒီအောက်က4ကို3ချိန်ပေါင်းတော့7စနစ်6တုံမြကို2ချိန်ဆိုတဲ့အတွက်4ကို2ချိန်ပေါင်းတာရှင်6နဲ့6နဲ့ယူတဲ့အတွက်9နဲ့တုံမြနဲ့ပေါင်းရှင်9အလေက2နဲ့8ပေါင်းခြင်း30 4နဲ့9ပေါင်း73ဆိုတဲ့အတွက်1ကို2နဲ့ပေါင်းခြင်း3 3ကို1ပေါင်းခြင်း4ဆိုတဲ့အတွက်ဒီ6ချိန်မှာတော့ကျွန်တော်တို့သွန်းနည်းအရာ1 3 4အလေထိုင်ဖြစ်မယ်ပေါ့နော် Okay. တန်းဒီအရာပါနော်တေတုံးလေးအလေထဲထဲကထပ်ပြီးချပေးသွားမလားဆိုတာလေးကတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပါနော်ထပ်ပြီးတော့အလေထဲ၅လုံးယူတဲ့နေကိုဒီနှပေးမှာထပ်ပြီးရေးပြပေးသွားမှာဖြစ်ပါတယ်အလေထဲ20နှမျိုးဖြစ်သွားမယ်ပါနော်ဒီ3909ဒီဒီအလေထဲတဲ့က336ဆိုတဲ့အတွက်3အလေထဲဖြစ်ပါတယ်နေလေး683ညာထဲကအလေအလေထဲ3ညာ၄တိ 68မြညလေးထဲက6အလေးထဲ66ခွန်တုံမြညလေး68ထဲကတုံမြအလေးထဲ6တုံမြ6တုံမြညလေး68ပဲထပ်ပြီးရတယ်6တလုံးအလေးထဲ66နှစ်အဲ့မှာဆိုရင်အလေးနဲ့6နဲ့အလေးထဲတူတယ်ပေါ့နော်68တုံမြညလေးမှာ66က68 90အတွက်အဲ့ဒီမှာ6နဲ့7နဲ့အလေးထဲတူတယ်ပေါ့နော်တုံမြညလေး68ထဲက6အလေးထဲ96နှစ် 3 5 6ဆိုတဲ့အတွက်အဲ့ဒီမှာတော့အလဲထင်း6တလုံးထဲပဲပေါ့နော်အလဲထင်း6တလုံးပဲ9 6နဲ့ဒုံညာနှစ်လေး6ရှစ်မှာ၄အလဲထင်းဒုံညာလေးလေးဒုံညာနှစ်လေး6ရှစ်ထဲက2တလုံးအလဲထင်းနှစ်နှစ်တိရှစ်ဒုံညာနှစ်လေး6ထဲက၄အလဲထင်းရှစ်လေးသုံးရှစ်ဒုံညာနှစ်လေး6ထဲက6အလဲထင်းရှစ်လျှောက်သုံးပေါ့နော်ဒုံညာနှစ်လေး6ရှစ်ထဲက3ညာအလဲထင်းနှစ်ဒုံညာကို9 9 3 5ဆိုပြီးထပ်ပြီးရတယ်ပေါ့နော် ခုနှစ်အလယ်ထိုင်နောက်ထပ်တစ်ပြည့်မှာရှစ်တုံများနေလေးချောင်းဆိုပြီးရတယ်တုံများအလယ်ထိုင်ငါခွန်ကူတစ်တုံထက်ကခုနှစ်အလယ်ထိုင်သုံးခွန်ခွန်ခွန်ကူတစ်တုံငါထက်ကကိုအလယ်ထိုင်ရှစ်ကိုလေးချောင်းရှစ်တုံများနေလေးမှာတော့ချောင်းအလယ်ထိုင်ငါချောင်းတုံ356ဆိုတော့ဒီမှာလေးချောင်းတလုံးထဲအလယ်ထိုင်ပေါ့နော်ချောင်းတလုံးအလေထိန်ငါးချောင်းတုံးတုံးများနည်းလေးချောင်းရှိချောင်းရှိခွန်ဆွေအတွက်ချစ်အလေထိန်ဖြစ်မယ်ပါနော်အဲ့မှာငါးခွန်ရှိဆိုတော့ ကျွန်တော်အရင်မှလည်းရှစ်တလုံးအလဲထိုင်ပဲပေါ့နော်ရှစ်အလဲထိုင်ရှောင်းရှိခွန်နိလေးရှောင်းရှိတော်များနှစ်မှာနှစ်အလဲထိုင်ပြီးခဲ့တဲ့ပတ်နှစ်လေး၅ဆွေအတွက်အလဲထိုင်ကနှစ်နဲ့လေးနဲ့ဖြစ်မယ်ပေါ့နော်နှစ်လေးထဲကနှစ်အလဲထိုင်နှစ်နှစ်ခွန်ဒီရှစ်ကိုလေးတပင်မှာကြတော့ခွန်နဲ့ကိုနဲ့အလဲထိုင်ပေါ့နော်ခွန်ကိုထဲကကိုအလဲထိုင်ရှစ်ကိုလေး၆အလဲထိုင်၅၆တုံး၈အလဲထိုင်၆ရှစ်ခွန်နှစ်လေးအလဲထိုင်ထဲကနှစ်အလဲထိုင်နှစ်နှစ်ခွန်ပေါ့နော်โอเค20နံပါတ်နှစ်ဒီ ကနန်းငါးလုံးယူတဲ့နေ့ကိုကျွန်တော်မိတ်ဆွေများလေ့လာလို့ရအောင်ပေါ့နော်။တနည်းနဲ့တကွာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ပင်ရှေဖြစ်ပါတယ်ပေါ့နော်။အလေးထိန်ငါးလုံးယူတဲ့နေ့ဖြစ်ပါတယ်ခင်ဗျာ။27ကနေစပြီးပြမယ်ပေါ့နော်။27 28 23ချိန်ထိရှားပြီးသွားခဲ့ပြီးပြီဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တွေ့ရယူတဲ့နေ့ကဒီခွန်ကို3ချိန်ပေါင်းတာ27ဒီ9နဲ့ပေါင်းတာ6ပေါ့နော်နောက်ထပ် ငင်း93ပေါင်းရှင်းရှိဖြစ်ပါတယ်6 9လေး30ဆိုတော့မရေးတော့ဘူးပေါ့နော်ညနေချိန်ပေါင်းရှင်းလေး9 9ချိန်30အရှိက9နဲ့ပေါင်းရှင်းက9နဲ့9နဲ့ပေါင်းမယ်ပေါ့နော်16 3ည9ချိန်3ည3နဲ့ပေါင်းရှင်း1 Okay ထပ်ပြီးတော့ဒီ6နဲ့4နဲ့က30ဖြစ်မယ်ပေါ့နော်9နဲ့6နဲ့က71ရှင်း9 3ညဆိုတဲ့အတွက်ကြောင့်မို့3ည4လေး68ဆိုပြီးယူလိုက်တာဖြစ်ပါတယ် အဲဒီမှာရှောင်းရှစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့ရှစ်အလေထိုင်ချပေးသွားခေတာဖြစ်ပါတယ်။တုံညာနှစ်လေးရှောင်းရှစ်မှာရှောင်းရှစ်ခွန်ဆိုပြီးတော့ဒီမှာရေးပြပေးထားတာဖြစ်ပါတယ်ဗောနော်။ထပ်ပြီးတော့ဒီလေးရှောင်းရှစ်တုံညာနှစ်အလေထိုင်ရတာကိုထပ်ပြီးချင်းပြပေးသွားမယ်။အစားအနေတော့ကျွန်တော်မပြတော့ဗောနော်။ဒီအောက်ကနှစ်ပင်လောက်ပဲပြပေးသွားမှာဖြစ်ပါတယ်။ဒီ93လေး20နဲ့ခွန်ခွန်နဲ့6နဲ့ပေါင်းရှင်း73ဖြစ်ပါတယ်။6နဲ့ခွန်ပေါင်း73 1940ဆိုတဲ့အတွက်မရေးတော့တာဖြစ်ပါတယ်။ရှောင်းနှကြိမ်စနစ်9နှကြိမ်သက်စင်ဒီ6တလုံးပေါ့နော်။ဒီအနောက်ကခွန်နဲ့တုံများနဲ့ပေါင်းရှင်းခွန်6နှကြိမ်ပေါင်းတာစနစ်တင်းနဲ့ပေါင်းရှင်း3ဖြစ်ပါတယ်။ဒါကြောင့်မို့ဒီခွန်နဲ့3နဲ့ပေါင်းရှင်း30ဖြစ်မယ်။အရှိဆုံးက3နဲ့3ပေါင်းရှင်း6ဒီ6နဲ့ပေါင်းတာ7နဲ့2နဲ့2နဲ့ထပ်ပေါင်းတာ4ရာတွေအတွက်ကြောင့်မို့ လေးရှောင်းရှိတုံများနေ့ဆိုပြီးတော့ယူလိုက်တာဖြစ်ပါတယ်အဲ့ဒီမှာနေ့နေ့ consider အတွက်ကြောင့်မို့နေ့အလေထိုင်ဖြစ်ပါတယ်လေးရှောင်းရှိတုံများနေ့ထက်ကနေ့အလေထိုင်ဆိုပြီးတော့ဒီမှာကြီးပြထားတယ်ပေါ့နော် okay ရှစ်ချိန်အတွက်အလေထိုင်20ကိုထပ်ပြီးလေ့လာကြည့်အောင်ပေါ့နော်အဲ့ဒီမှာရှောက်က3ချိန်4ချိန်ဖြစ်သွားမယ်ပေါ့နော်ဒါကြောင့်မို့ရှောက်လေးဒီ90နဲ့အတည်း 9နာရီ30ဒီနေ့နဲ့ဒီခွန်နဲ့ပေါင်းရှင်900ရာဖြစ်ပါတယ်9နာရီ30 3နာရီ56လေးနဲ့ပေါင်းရှင်30နေ့နဲ့ဒီလေးနဲ့ပေါင်းရှင်6 6နာရီ7နဲ့အနောက်မှာရှိတဲ့တင်းနဲ့ထပ်ပေါင်းရမှာဖြစ်ပါတယ်လေးနဲ့6နဲ့ပေါင်းရှင်30ရမယ်ပေါ့နော်9နဲ့တင်းနဲ့ပေါင်းရှင်က30ဂျန်နီလာကနေ့တစ်လုံးဂျန်နေအတွက်ကြောင့်မို့ဒီချစ်ချိန်မှာတော့2 6 7 3မြောက်အလဲထိုင် ဆိုပြီးရမှာဖြစ်ပါတယ်ဗောနော်20အရာဖြစ်ပါတယ်20အရာ20နဲ့3ကြိမ်အထိထပ်ပြီးချပေးသွားမှာဗောနော်နေလေး6ချစ်တော့မြရှိအလေထင်း68ခွန်းညအလေထင်းညနေခွန်းဒီရှစ်ကြိမ်မှာတော့နေလေး68တုံးများဆိုပြီးတော့အလေထင်းငားလုံးရတာဖြစ်ပါတယ်။ Okay ဒါဆိုရင်13လေးဒွနီနံပါတ်1မှာ13လေး ဒီတွင်နဘာနေမှာနည်းနည်းရှောင်ရှိတော့များဆိုရဲ့အတွက်အလေထိန်လေးတလုံးရတာဖြစ်ပါတယ်ခင်ဗျာโอเคဒါတွင်နရပါတော့လေးအလေထိန်ဆိုပြီးရတာဖြစ်ပါတယ်6အလေထိန်9 6 3 6ထိန်6 8ဒီမှာလေးအလေထိန်ဆိုပြီးရတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြတဲ့အမိုက်ဆွေများကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ